ာရုစ်သမ္မတလူကာရှန်ကိုရဲ့ခီးစဉ်နဲ့ပတ်သက်ပြီးနေပြည်တော်မှာစစ်တပ်ကလုံခြုံရေးအင်အားတွေတိုးမြင့်ပြီးမြို့ဝင်ထွက်တွေကိုတင်းကျပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ဘယ်လာရုစ်သမ္မတလူကာရှန်ကိုဟာစစ်ကောင်းဆောင်ရဲ့ဖိတ်ကြားမှုအရာအခုရပိုင်းအတွင်းနေပြည်တော်ကိုလာဖို့ရှိနေပြီးလုံခြုံရေးအရာသတင်းအတိအကျတော့ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ဒါပေမဲ့လည်းလူကာရှန်ကိုရဲ့ခီးစဉ်အတွက်နေပြည်တော်ပတ်လည်မှာလုံခြုံရေးတွေတိုးမြင့်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ ဘလာရုစ်နိုင်ငံဟာစစ်တပ်နဲ့ထိတွေ့ဆက်ဆံရေးရှိတဲ့နိုင်ငံအနည်းငယ်တွေကတခုဖြစ်ပြီးစစ်ကောင်းဆောင်ရဲ့ရုရှားနိုင်ငံခီးစဉ်အတွင်းမှာလည်းဘလာရုစ်နိုင်ငံကိုတွားရောက်ခဲ့ပါသေးတယ်။လူကာရှန်ကိုရဲ့အခုခီးစဉ်ဟာမြန်မာနိုင်ငံမှာ2021ခုနှစ်စစ်တပ်ကအာဏာသိမ်းအပြီးဥရောပခေါင်းဆောင်တွေကပထမဆုံးအကြိမ်အဖြစ်လာရောက်လည်ပတ်မှုလည်းဖြစ်ပါရဲ့ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့ရက်ွက်တင့်နယ်မြေ ခနစ်ထင်းရှုမြိုင်မှာရှိတဲ့စစ်တပ်ကင်းစခန်းကနေနိုမာလာ24ရက်ည9နာရီအချိန်မှာလက်နက်ငယ်တွေနဲ့အချက်20ဝန်းကျင်ပစ်ခတ်ခဲ့လို့ဆိုပါတယ် လာရှုံမြို့မှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲတနက်ပစ်ခတ်တန်းတွေပြန်ကြားရတဲ့အတွက်ဒေသခံတွေအနေနဲ့ထိတ်လန့်ခဲ့ရပြီးဘာကြောင့်ပစ်ခတ်တယ်ဆိုတာကိုမသိရှိရသေးဘူးလို့လာရှုံမြို့ကန်က DUV ကိုပြောပါရယ်လာရှုံမြို့ကထင်းရှုတောင်ပေါ်မှာစစ်တပ်ကကင်းစခန်းချထားပြီးဒေသခံတွေကတကြောပြန်တိုက်ပွဲတွေဖြစ်လာမှာကိုစိုးရိမ်နေတယ်လို့သိရပါရယ်လက်ရှိမှာစစ်တပ်နဲ့ကိုကန့်တက် MNDAA ထိန်းချုပ်တဲ့နယ်ရီကြားမှာလမ်းတွေကိုအပြန်အလှန်ပိတ်ထားကြတဲ့အတွက်တိုက်ပွဲပြန်ဖြစ်မှာကိုစိုးရိမ်နေပြီးနိုမာလာ25ရက်မနက်မှာတော့ပြစ်ခတ်တံတွေညှိနေတယ်လို့နောက် ထက်မျိုးကန်တယောက်ကပြောပါရယ်စစ်ကောင်စီနဲ့ MNDAA တို့ဟာတင်းမာမှုတွေရှိနေပြီးတီပေါ်လာရှိုးကြားနဲ့မိုင်းရဲလာရှိုးကြားလမ်းတွေကိုအပြန်အလှန်ပိတ်တာတွေလုပ်တယ်လို့မူဆယ်ကလည်းစစ်တပ်ကအင်အားဖြည့်တာတွေလုပ်နေလို့သိရပါရယ် MNDAA ဟာအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရမခအခြေဆိုင်လာရှိုးမြို့ကို2024ခုနှစ်ဩဂတ်လ3ရက်မှာတင်ပိုက်ခဲ့ပြီးတဲ့နောက်တရုတ်ဖိအားကြောင့်ဧပြီလတွင်မှပြန်လည်ဆုတ်ခွာပေးလိုက်ရတာဖြစ်ပါရယ်ရှင် တနင်္သာရီတိုင်းဘိမ့်မြို့မြို့မဘော်လုံးကွင်းမျက်နှာစာမှာရှိတဲ့ဈေးဆိုင်ခန်း30ကျော်ကိုစစ်ကောင်စီလက်အောက်ခံဘိတ်ခရိုင်အားကစားဦးစီးဌာနကနိုမာလာ30ရက်အထိနောက်ဆုံးထားပြီးအပီးဖယ်ရှားခိုင်းနေတယ်လို့ဆိုင်ကန်းပိုင်ရှင်တွေကပြောပါရယ်။ဖယ်ခိုင်းနေတဲ့ဆိုင်ကန်းနေရာတွေကိုဖြိုချပြီးမြို့မအားကစားကွင်းကိုတိုးချဲ့ပြုလုပ်သွားမယ်လို့ဒေသခံတွေစီကနေသိရပါရယ်။ဆိုင်ကန်းမြေနေရာကိုဘိတ်ခရိုင်အားကစားဦးစီးဌာနက230စာချုပ်နဲ့ငှားရမ်းထားတာဖြစ်ပြီးစာချုပ်သက်တမ်းပြေဖို့3နှစ်ကနေ9နှစ်အထိကြာရှိနေတယ်လို့ တချို့ဆိုင်ကန်ပိုင်ရှင်တွေအနေနဲ့စစ်အာဏာမသိမ်းခင်လပိုင်အလို့ကဝယ်ယူထားသူတွေလည်းရှိတယ်လို့သိရပါဗျ။အဲဒီလိုရွှေ့ပေးရမှာဖြစ်ပေမဲ့နိနာကြီးကိစ္စနဲ့ပတ်သက်ပြီးတော့ပြောတာမျိုးမရှိဘူးလို့ဆိုင်ကန်ပိုင်ရှင်တွေကပြောကြပါဗျ။ဆိုင်ကန်ပိုင်ရှင်တွေကတခြားစီးပွားရေးလုံးမဲ့သူတွေစီဆိုင်ကန်လခတလကို၄သိန်းဝေးကျင်နဲ့ပြန်လည်အငှားချထားတယ်လို့လည်းသိရပါဗျ။ ပြီးခဲ့တဲ့2022ခုနှစ်တုန်းကလည်းအဲ့ဒီဆိုင်ကန်းတွေကို3လအတွင်းဖယ်ရှားပေးဖို့စစ်ကောင်စီလက်အောက်ခံတိုင်းအစိုးရအဖွဲ့ကဆိုင်ကန်းပိုင်ရှင်တွေကိုခေါ်ယူပြီးအတင်းလက်မှတ်ထိုးဖို့ဖိအားပေးခဲ့ဘူးတယ်လို့ဆိုင်ကန်းပိုင်ရှင်တွေကပြောပါတယ်ရှင်။စကိုင်းတိုင်းမင်းကင်းမြို့နယ်မြောက်ချွန်းရွာနဲ့ရွာပါရွာကိုစစ်ကောင်စီတပ်ကဒီနေ့နိုမာလာ25ရက်မနက်9:00ကျော်အချိန်မှာလေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ဒေသခံတွေကလည်းသိရပါဗျ။ နှရွာစလုံးကိုလေကြောင်းကနေဘုံကျဲတဲ့အပြင်လက်နက်ငယ်တွေနဲ့ပါပစ်ခတ်ခဲ့ပြီးထိခိုက်သေးဆုံးမှုအခြေအနေကိုတော့မသိရှိရသေးဘူးလို့ဒေသခံရွာသားတယောက်ကပြောပါတယ်။မင်းကြီးမြို့နယ်ကချင်းတွင်းမြစ်မှာရွှေမျောမောင်းလောက်ကိုင်းတဲ့နေရာတွေကိုစစ်ကောင်စီတပ်ကလေကြောင်းကနေမကြာခဏပစ်ခတ်နေတာပါ။မြောက်ချွန်းရွာနဲ့ရွာပါရွာလေကြောင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး DVV အနေနဲ့ထိခိုက်မှုအသေးစိတ်ကိုစုံစမ်းနေဆဲဖြစ်ပါတယ်။ မင်းကိမြို့နယ်ဟာစစ်အာဏာသိမ်းပြီးချိန်ကစလို့စစ်ကောင်စီတပ်ကဖုန်းလိုင်းနဲ့ဆက်သွယ်ရင်းအင်တာနက်ဖြတ်တောက်ထားတဲ့မြို့လေဖြစ်ပါတယ်။ပြီးခဲ့တဲ့နိုမာလာ22ရက်ကလည်းလောင်ပြည့်ရွာအနီးချင်းတွင်းမြစ်အတွင်းရွှေမျောမောင်းနေတဲ့နေရာကိုလေရင်အပါအဝင်ဆက်တက်လေထီးနဲ့ဘုံကျဲချတဲ့အတွက်တိုက်ဆုံသူအများအပြားရှိခဲ့ပါတယ်ရှင်။စကိုင်းတိုင်းချောင်းမြို့ပေါ်မှာစစ်တပ်ကရက်ွက်ထဲကလူနေအိမ်တွေတဲ့အထိပေါ်တာဆွဲဖမ်းဆီးတာတွေပြုလုပ်နေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ ဖမ်းဆီးခံရတဲ့လူငယ်တွေကိုစကိုင်းတက်မ33စီပို့ဆောင်ပြီးတော့ရှီရန်စစ်မြေပြင်တွေစီပို့ဆောင်တာတွေပြုလုပ်နေတယ်လို့ဆိုပါတယ်။နိုမာလာ23ရက်နဲ့24ရက်နှစ်ရက်အတွင်းလူငယ်36ယောက်ပေါ်တာဆွဲဖမ်းဆီးခံရတယ်လို့ဖမ်းဆီးခံရသူတယောက်ရဲ့မိဘက TVB ကိုပြောပါတယ်။ အဲ့လိုပေါ်တာဆွဲဖမ်းဆီးခံရသူတွေထဲမှာအမျိုးသမီးတွေလည်းပါဝင်ပြီးဖမ်းဆီးထားသူအလုံးကိုစစ်တပ်ကချောင်းဦးမြို့နယ်ထွေအုပ်ရုံနဲ့တရားရုံးနာကယာယီအကျဉ်းစခန်းမှာချုံနောက်ထားတယ်လို့ချောင်းဦးအခြေစိုက်တော်လိုင်းရဲဘော်တယောက်ကပြောပါရယ်ချောင်းဦးမြို့ဟာရက်ကွက်အကြီး၅ခု အပါအဝင် ရက်ကွက်အသေး30ဝန်းကျင်နဲ့ဖွဲ့စည်းထားတဲ့မြို့တစ်မြို့ဖြစ်ပြီးမုံရွာမန္တလေးတွားကားလမ်းမပေါ်မှာတည်ရှိတာလည်းဖြစ်ပါရယ်ရှင် စကိုင်းတိုင်းမုံရွာမြို့ဤပညာတက္ကသိုလ်ကျောင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့ပြူစောထီပူပေါင်းအဖွဲ့တွေကိုနိုမာလာ23ရက်မနက်စင်နာရီအချိန်မှာဝင်းအောင်စီနင်းတိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်၄ယောက်သေဆုံးပြီး9ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလည်းသိရပါတယ်ပြည်သူတွေကိုတပ်ဖြတ်ပြီးပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေတဲ့အတွက်တွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲအတွင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတနက်နှစ်လက်ထိခိုက်ပျက်စီးခဲ့တယ်လို့မုံရွာခရိုင်တပ်ရင်းနှစ်တက်ခွဲသုံး တက်စုနှစ်ဒေါင်းနုမျိုးဆက်ကာကွယ်တပ်ဖွဲ့တာဝန်ခံကပြောပါရယ်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်၄ယောက်သေဆုံးပြီး9ယောက်အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီးတော့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ထိခိုက်တာမရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းဆိုပါရယ်မုံရမျိုးပေါ်မှာနိုမာလာဒုတိယအပတ်ကစပြီးစစ်ကောင်စီတပ်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနှိပ်စက်တာတွေကိုအရင်ကထပ်ပုံမှုလှုပ်ဆောင်လာတယ်လို့မုံရမျိုးကန်နေစီကနေသိရပါရရှင် မြန်မာရောက်မြန်မာနိုင်ငံသားတွေကိုယာယီနေထိုင်ခွင့်နဲ့အကာအကွယ်ပေးတဲ့အခြေအနေ TPS ကိုရပ်တန့်လိုက်ပြီလို့အမေရိကန်အစိုးရကကြေညာလိုက်ပါတယ်။မြန်မာနိုင်ငံမှာစစ်တပ်ကအရေးပေါ်အခြေအနေကိုရုတ်သိမ်းပြီးစစ်ကောင်စီကနေစစ်ကော်မရှင်ကိုအာဏာလွှဲပြောင်းလိုက်တာလာမယ့်နှစ်ကုန်ပိုင်းမှာရွေးကောက်ပွဲလုပ်ဖို့စီစဉ်နေတာနဲ့စစ်တပ်ကတိုင်းရင်းသားလက်နက်ကိုင်တပ်တွေကြားအပြည့်အဝသဘောတူညီချက်ရတာတွေကြောင့် TPS ကိုတတ်တမ်းမတိုးတော့တာလို့အမေရိကန်အမိမြေလုံခြုံရေးဝန်ကြီးဌာနရဲ့နိုင်ငံသားဖြစ်မှုနဲ့လူမှုကြီးကြပ်ရေးဌာနကထုတ်ပြန်ပါတယ်။ အဲ့လိုတက်တမ်းမတိုးတော့တဲ့အတွက်လက်ရှိ TPS ခွင့်ပြုချက်နဲ့အမေရိကန်မှာနေထိုင်သူတွေဟာရပ်ပေါင်း60အထိပဲနေထိုင်ခွင့်ရတော့မှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာ2021စစ်အာဏာသိမ်းမှုဖြစ်တဲ့အတွက်အမေရိကန်မှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေကိုသမ္မတဂျိုးဘိုင်နဲ့အဆိုအရကယာယီအကာအကွယ်ပေးတဲ့အခြေအနေ TPS ပြဋ္ဌာန်းပေးခဲ့တာဖြစ်ပြီးတစ်နှစ်တစ်ခါတက်တန်းတိုးပေးခဲ့တာဖြစ်ပါရဲ့ရှင်။မကွေးတိုင်းပေါင်းမြုပ်နယ်အတွင်းကနသက်ကြီးရွာအနီးမှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် နိုမာလာ24ရဲ့ညနေပိုင်းမှာတဲကြီးကြီးရွာကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကနေသိရပါဗယ်။နှစ်သက်ရွာနားမှာတိုက်ပွဲတွေဖြစ်ပြီးအထိနာသွားတဲ့စစ်ကောင်စီတပ်ကတဲကြီးရွာတွေကိုပြန်ဆုတ်သွားပြီးတော့ရွာကိုမီးထပ်ရှို့ရလို့ဆိုပါတယ်။စစ်တပ်စစ်ကြောင်းကတဲကြီးရွာထဲမှာရှိနေတဲ့အတွက်မီးရှို့ခံရတဲ့အခြေအနေအသေးစိတ်ကိုမသိရှိရသေးဘူးလို့တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်။ ိုမာလာ23ရက်ကလည်းနတ်သက်ရွာနဲ့တဲကြီးရွာကြားမှာတိုက်ပွဲတွေဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်ကတဲကြီးရွာမှာညအိပ်ပြီးတော့လူနေအိမ်တွေကိုမီးရှို့ခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာတော့စစ်တပ်ကဘယ်ဘက်ကိုဦးတည်ထွက်ခွာမဲဆိုတာမသိရသေးတဲ့အတွက်ပေါင်းမြို့နယ်အရှိမြောက်ပိုင်းနဲ့ညိုင်မြို့နယ်အနောက်ပိုင်းကဒေသခံတွေအနေနဲ့သတိဝရိယနဲ့နေထိုင်သွားလာကြဖို့တော်လှန်ရေးတပ်ဖွဲ့တွေကသတိပေးထားပါတယ်ရှင်။ ပဲ။ပကုံးမျိုးကရက်ွက်တချို့မှာအဲဇင်းနဲ့နေသူတွေကိုမဲပေးပုံတရုတ်ပြပွဲမတက်ရင်အဲဇင်းဆက်မပေးဘူးဆိုပြီးဖိအားပေးအကြက်ကင်နာတွေရှိနေတယ်လို့မြို့ကံပြည်သူတွေစီကနေသိရပါဗျ။မြို့တိခရက်ွက်မှာနိုမာလာ23ရက်တနင်္ဂနွေနေ့ကလုတ်တဲ့မဲပေးပုံတရုတ်ပြရှင်းလင်းပွဲမတိုင်ခင်အဲဇင်းနဲ့နေထိုင်သူတွေကိုယာယီမှုကချင်းချောက်ပြောဆိုခဲ့တာဖြစ်ပြီးအလုံးမအားလဲတက်ခိုင်းခဲ့တာဖြစ်တယ်လို့အရိယက်ွက်မှာနေထိုင်သူတယောက်ကပြောပါရယ်ရက်ွက်ယုံကအကြက်ကင်ခေါ်တဲ့အတွက်လုတ်ပြတ်ခံပြီးသွားလိုက်ရသူတွေရှိပြီး တရက်တာဝင်ငွေဆုံးရှုံးလိုက်ရတဲ့အပေါ်မကျေနပ်ကြဘူးလို့သူကပြောပါတယ်အဲ့ဒီမဲပေးပုံရှင်းပြတဲ့တရုတ်ပြပွဲကိုတက်တဲ့သူများအောင်လို့တခြားဖိအားပေးတဲ့နှီးတွေနဲ့လူစုတာတွေကိုဘကုမျိုးပေါ်ရက်ွက်တွေမှာဆူဆူရွရွရွာကြားနေရတယ်လို့နိုင်ငံရေးလှုပ်ရှားမှုကြောင့်ယာယီတင်းဆောင်နေရသူတယောက်ကပြောပါတယ်။ဘကုတိုင်းပြည်မြို့နယ်ကွင်းကြီးကျေးရွာအုပ်စုမှာနိုမာလာ20ရက်ကလုတ်တဲ့မဲပေးပုံတရုတ်ပြရှင်းလင်းပွဲအတွက် လူစုထားဖို့ညွှန်ကြားခဲ့ပေမဲ့စုစည်းထားတာမရှိတာကြောင့်ဖြည့်ရှင်းချက်ပေးဖို့ကြေးရွာအုပ်ချုပ်ရေးမှူးနဲ့ကြေးရွာအုပ်စုစည်းရေးကိုမြို့နယ်ထွေအုပ်ကဆင့်ခေါ်တဲ့ဖြစ်ရလဲရှိခဲ့ပါသေးတယ်။အဲ့လိုဖြည့်ရှင်းချက်တောင်းခံရတဲ့အတွက်အေးအေးယူခံရမှာစိုးရင်ပြီးတော့ကြေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တချို့ထွက်ပြေးတိမ်းရှောင်သွားတယ်လို့သတင်းတွေတချို့မှာဖော်ပြထားပါတယ်ရှင်။ တောင်ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့တွားရောက်လုကင်ဖို့ဆောင်မွေးပွဲအောင်မြင်ထားပြီးအလုရှောက်လာတင်ထားတဲ့အမျိုးသမီးတွေအလုရှောက်လာတက်တန်းကုံဆုံးတဲ့အထိအလုခန့်ခံရတာမရှိဘူးလို့အလုရဖို့စောင့်ဆိုင်နေသူတွေကလည်းသိရပါဗျ။မနေ့ကကျင်းပတဲ့ EPS Topic ဆောင်မွေးပွဲမှာဝန်ဆောင်မှုလုပ်ငန်းအမျိုးအစားကိုထည့်သွင်းခဲ့ပြီးတော့အမျိုးသမီးတွေကိုဝင်ရောက်ဖြည့်ဆို့ခွင့်ပေးခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံကနေတောင်ကိုရီးယားနိုင်ငံစီအမျိုးသမီးလုပ်သားတွေပထမအဆုံးတွားရောက်လုပ်ကင်ခွင့်ပြုခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီဆောင်မွေးပွဲကိုဝင်ရောက်ဖြေဆိုတဲ့အမျိုးသမီးတောင်းတဲ့ချီရှိခဲ့ပြီးအယောက်3000နီးပါးဆောင်မွေးပွဲအောင်မြင်ခဲ့ပေမဲ့အခုချိန်အထိ4ယောက်လောက်ပဲအလုပ်ရရှိထားတာဖြစ်တယ်လို့ဝင်ဆောင်မှုလုပ်ငန်းနဲ့တောင်ကိုရီးယားနိုင်ငံကိုသွားခွင့်ရဖို့စောင့်ဆိုင်းနေသူတွေကပြောပါတယ်။အဲ့ဒီဝင်ဆောင်မှုလုပ်ငန်းအမျိုးအစားအတွက်ဆောင်မွေးပွဲအောင်ထားပြီးအလုပ်လျှောက်လွှာတင်ထားသူတွေရဲ့လျှောက်လွှာသက်တမ်းမှာဒီဇင်ဘာလမှာကုန်ဆုံးမှာဖြစ်တဲ့အတွက်သွားခွင့်ရဖို့မျှော်လင့်ချက်နှဲသွားပြီလို့အလုပ်ကမ်းလှမ်းလာမှာကိုစောင့်ဆိုင်းနေတဲ့အမျိုးသမီးတစ်ယောက်ကပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံကအလုပ်ရှင်တွေအနေနဲ့စောက်လုပ်ရေး၊ကုန်းထုတ်၊စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းတွေအတွက်မြန်မာအမျိုးသားလုပ်သားတွေကိုအဓိကခေါ်ယူနေတာဖြစ်ပါရဲ့ရှင်။